ခက်ခဲတွေကိုရင်ဖွင့်လာတဲ့ပို့သူပရိသတ်များအားလုံးပဲမူလာပါရှင်။ပရိသတ်တွေအားလုံးရဲ့အပြည့်အချက်မျိုးတွေကိုရရှိထားတဲ့ဆယ်လီပို့သူလေးကတော့ပရဟိတလုပ်တွေကိုလောက်ခိုင်းတရောက်တနေရာကနေကုရန်အလူခံပေးနေရပါ။ဆယ်လီပို့သူလေးကတော့ပညာပေးဆလန်သူတွေနဲ့ပရိသတ်တွေရဲ့အပြည့်ပြောဆိုမှုတွေကိုခံထားရဖြစ်ပြီးအခုဆယ်လီပို့သူလေးကပရဟိတလုပ်တွေနဲ့အတူအားလုံးရဲ့အပြည့်အချက်မျိုးတွေကိုအပြည့်အဝရရှိနေပြီဖြစ်ပါရည်။ဒီနေ့မှာတော့ပို့သူလေးကယဟန်တန်ဃာတော်တွေနဲ့ပတ်သက်ပြီးအကြက်ကလေးတွေကိုအခုလိုပဲအသိပေးပြပြလာခဲ့ပါရည်။ ပို့တိုလေးကရဟန်းတန်ဃာတော်ရဲ့ဇမယင်းနဲ့ပတ်သက်ပြီးတော့လေးမြေမြထောက်ပံ့ပေးကြပါမနေ့ကပို့တိုစီကိုရဟန်းတစ်ပါးကအကူညီလာကြောင်းတော့ဘောနော်မျိုးလုံးနဲ့ပတ်သက်ပြီးအခမဲ့ခွဲစိတ်ပေးတာမရှိဘူးလားဆိုတာပါပဲပို့တိုကတော့ဆရာတို့တစ်ပါးခွဲစိတ်ဖို့လူနေတဲ့မျိုးလုံးအတွက်တနိုင်တလောက်ကူညီပေးလိုက်ပါရယ်အားလုံးလည်းရဟန်းတန်ဃာတော်ရိကိုလေမြမဆူကူညီပေးကြပါရဟန်းတန်ဃာရိရဲ့ဇမယင်းနဲ့အရေးကြီးပါတယ်ဆိုပြီးပို့တိုလေးကပြောပြလာခဲ့ပါရယ် ပုတုလီကတော့အခုလို Grand Alucan ပေးနေတဲ့ပုံမှန်လေးတချို့ကပုတုလီကိုအမျိုးမျိုးပြောဆိုနေကြတွေရှိပါတယ်။အဲအကြောင်းလေးတွေကိုလည်းပုတုကပြောပြလာခဲ့ပါတယ်။ပုတုလီကအခုလို Brahita တွေအာတတ်တရောလုံးဆောင်ပေးနေရကိုတချို့သူတွေကပုတ်ပြီးတော့နမဲကြီးလာအောင်လုပ်ပြနေရလို့နောက်ွယ်ရနေပြောဆိုနေကြပြီးအခုဆိုရင်ပုတုလီကတချို့သူတွေရဲ့ဝေဖန်ပြောဆိုရာတွေကိုအမျိုးမျိုးခံနေရပါတယ်။အဲအကြောင်းတွေနဲ့ပတ်သက်ပြီးတော့လေပုတုလီကအခုလို့ပဲရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ ဘုသူကကျွန်တော်စင်တနာတန်တန်နဲ့ကုညီတော်မှာပါဘသူတွေဘလို့ပြောပြောကိုကမဟုတ်တာမလို့ထားလို့စိတ်လွန်ပါရေခေါင်းနာတွေလှုပ်တာပဲနော်တချို့တွေကအပြစ်မြင်ချင်းကြတယ်အခုဆိုရင်ကိုရိုင်းအလူခံနေလူအပ်တဲ့နေရာလေးတွေကိုကိုရိုင်းပဲသွားလူပေးတယ်တပြားတစ်ချက်မှလည်းကျွန်တော်မသုံး ပိုးပြီးလဲကုညေပေးနိုင်ဖို့စူးစမ်းသွားမှာပါဆိုပြီးပုတုလေးကပြောပြလာခဲ့ပါရယ်။အခုစဉ်ပုတုလေးကတချို့သူတွေရဲ့ပြောဆိုရာတွေကိုခံနေရပြီးမယ်။အကောင်းဆုံးစူးစမ်းရင်ပရဟိတအလို့တွေကိုလုကိုင်းနေပါရယ်။ဆယ်လီပုတုလေးကိုတော့အလုံးတိကြတဲ့အချိန်ပညာပေးဇလန်တို့တွေနဲ့ပရိတ်တွေအလုံးရဲ့အားပေးချစ်ခင်မှုတွေကိုရရှိခဲ့တာဖြစ်ပြီးပုတုလေးရဲ့ပညာပေးဇလန်တို့တွေကိုလည်းပရိတ်တွေကအခုချိန်ထိစောင့်မျှော်အားပေးနေခဲ့ကြတာပါ။အခုစဉ်ပုတုလေးကပရဟိတအလို့တွေကိုစူးစမ်းလုကိုင်းနေပြီးပုတုလေးကကိုထွန်မင်းနဲ့အတူတူလေး ယ်။အင်မြတာပရဟိတအတေဟာနေချင်းမြတဲ့ပရဟိတထွချွန်စုကိုရရှိကဂုံပြုခံခဲ့ရပါတယ်။အခုဆိုင်ပို့တိုလေးကပရဟိတဂုံပြူစုရီတော်ရရှိသွားပြီဖြစ်သလိုပရိဒရီယာအပိမှုတွေကိုလည်းအင်ကားချက်ပို့ပြီးတော့ရရှိလာနေပြီဖြစ်ပါရယ်အခုဆိုင်ပို့တိုလေးကတော့ပရဟိတလူတွေနဲ့ပရိဒရီယာအပိမှုတွေကိုရရှိနေပြီသူနေနဲ့နောက်ထပ်လည်းအခက်အခဲဖြစ်နေတဲ့သူတွေကိုစူးစမ်းပြီးတော့လှူဒန်းထောက်ပံ့ပေးသွားမယ်လို့ဆိုပါရယ်ဆယ်လီပို့တိုလေးကတော့မကြာမီမှာရရှိန်ဆက်ကားတွေရကူလာတော့မယ်လို့လည်းပြောပြထားပါရယ် သူကတော့မကြမီရုပ်ရှင်ဇာတ်ကားရဲ့ရဲ့ကုလားမေအပေါ်မှာလေအရင်ကပြောရလို့ဆိုပါရင်အချောင်းလူတွေနဲ့ပတ်သက်ပြောလေပုတုလေးကအခုလိုပဲပြောပြလာခဲ့ပါရယ်ပုတုဟာရုပ်ရှင်ဇာတ်ကားရဲ့ရဲ့ကုလားရောမေအရင်ပြောရင်ကိုလည်းအမှုပြလို့တွင်ဝတ္တနာပါတော့အကောင်းဆုံးစူးစမ်းသွားမယ်အခုလောလောဆယ်တော့ကျွန်တော်လေးတွေကိုရိုက်ကူးနေရပါတယ်ကလန်တာရဲ့ရိုက်ကူးရတဲ့တွေကိုလည်းရိုက်ကူးတော်ဝရှိပါရယ်ဆိုပြီးပုတုလေးကပြောပြလာခဲ့ပါရယ်